မင်္ဂလာပါအခုအစီအစဉ်ကတော့ကချင် wave သတင်းဌာနကနေနေ့စဉ်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ကြောင်းမိတ်ဆက်ပြောကြားလိုပါတယ်ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ဗမော်ရှီတန်းစစ်မြေပြင်မှာလက်နက်ချအလင်းဝင်ခဲ့သူတွေရဲ့ပြောကြားချက်ဗီဒီယိုမှတ်တမ်းကိုကန်အိုသတင်းဌာနကထုတ်လွှင့်ခဲ့တာကိုတွေ့ရပါတယ်။ အဆိုပါဗီဒီယိုမတန်းထက်ကအလင်းဝင်လာသူတွေရဲ့ပြောကြားချက်ကိုကောင်းနှုတ်တင်ပြရပါမယ်။တွန်လိုင်းရေးအဖွဲ့ရစီလက်နဲ့ချခဲ့တဲ့သူတွေထဲမှာဆယ်တန်းကျောင်းသားပါဝင်တာမန်လက်လုံးလက်စားပြည်သူတွေပါဝင်ခဲ့ပြီး၎င်းတို့ဟာမိမိသဘောဆန္ဒမပါဘဲကျူရှင်သွားနေရင်ပယံဆင်းနေရင်အလုရှာဖွေနေတဲ့အချိန်စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းဖို့စုဆောင်ရေးဆွဲခံရခြင်းမဲနိုင်ခံရမှာမဲပေါက်သွားခြင်းစတဲ့အကြောင်းရင်းတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာခဲ့ရသူတွေဖြစ်ကြောင်းဗီဒီယိုမှတ်တမ်းတွေရသိရပါဗျာ။ စစ်ကောင်စီတပ်ကအွန်လိုင်းရေးအဖွဲ့ထံအလင်းမကုန်ကိုချင်းချောက်ပြောဆိုခဲ့တဲ့အကြောင်းမဲပေါက်ပြီးစစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းခဲရသူကအခုလိုပြောပါတယ်။တပ်ကလည်းပြောတာပါမင်းတို့မင်းတို့မင်းတို့အလွန်တပ်ပြမှာဟုတ်လို့လေလီတပ်မှာလေလီတပ်မှာဆိုတော့ကျွန်တော်တို့ကတပ်လည်းမထူးတော့ဘူးတိုင်တပ်ပလိစီအဲလိုသူတို့အဲ့လိုကြီးလုံးဝမဟုတ်ဘူး။သူတို့သဘောကောင်းရတယ်ကျွန်တော်တို့ဝင်ချလာ၁၂ရက်ကျွန်တော်တို့ဖက်ကျွန်တော်ဦးစီးမီ၁၂ရက်ခေါ်လာပါတယ်ကျွန်တော်ဘုန်းကျွန်တော်အလင်းဝင်လာကျွန်တော်တို့အတွက်တခုအားတရကျွန်တော်တို့ မတည်တော့ဘူးကျွန်တော်တို့ကမတည်တော့ဘူးဟောကျွန်တော်တို့ကတခုတော့ကျွန်တော်စိတ်ချတယ်ဒါပေမဲ့ဒီဘက်လူတွေထားပါတယ်ညူကိုတွေထားတယ်အလင်းဝင်ထားတယ်လက်နက်က AM1 AM2 AM3 AM4 အကုန်ပါပါတယ်အကြီးအကြီးပေါက်တီနဲ့ဘုံတွေလက်ပစ်ဘုံနင်းမရင်အကုန်ပါပါတယ်ကျွန်တော်မိသားစုတွေကိုကျန်းမာမှရှိပါတယ်လို့ကျွန်တော်ဘာဝင်ဆက်နေရောက်လဲကျန်းမာမှရှိတယ်ပေါ့ဒီဘက်ကလည်းကောင်းပါတယ်ပေါ့ဒါလုံးညူကိုလို့ကပေါင်းမှာပေါင်းမှာလေပေါ့ညူကိုလို့အဲ့ဒါကိုပြောကြည့် ပယံစင်းပြီးပြန်လာတဲ့အချိန်ဖန်းစီဆူဆောင်ရေးဆွဲခံခဲ့ရတော့လည်းအခုလိုပြောပြပါဗျ။ဟုတ်ကြီးရတာစပြောတဲ့ကဘယ်လိုပြောလဲဆိုမင်းတို့နှစ်နှစ်ပဲထမ်းဆောင်အောင်ပါ။နှစ်ပြီးထွက်အောင်ရှည်တမ်းမထွက်အောင်တရင်မှာပဲနေရမှာ။ဒါတော့လာလာချော်သိမ်းရတယ်ခုနသိမ်းရတယ်ရှော့ပြောနေ။အားမရဘူး။ကျွန်တော်တို့ဘာလို့ကင်းဆောက်ရတယ်တိုက်ပွဲမဖြစ်ခင်မှာတော့ကင်းဆောက်ရတယ်ဖရိတ်လို့ရတယ်။ကင်းဆောက်ရတယ်ဖရိတ်လို့ရတယ်ဒါပဲကျွန်တော်တို့လို့ရတယ်။သူပြောမလို့ပုံကျင်းနေပေါ့ဆက်သွေးမြောင်းနေတူးရတယ်။ နောက်ပိုင်းကျတော့ကျွန်တော်မနေနိုင်တော့မနေနိုင်တော့ကျွန်တော်အလင်းဝင်မယ်ဆိုပြီးကျွန်တော်ပြောတယ်အလင်းဝင်မယ်လို့ပြောကျွန်တော်ထွက်တယ်ထွက်တော့ကျွန်တော်တို့အဲ့ဟိုမပြောတော့လေးရမပြောတော့လေးကြောက်ကြောက်ကျွန်တော်ရေပါအဲ့လိုပဲခုနကပြောရေတောက်တယ်ရေပါတောက်ပြီးတော့ကျွန်တော်အလန်းလူပြီးတော့အတန်ကြာတော့ကျွန်တော်လှမ်းအော်တယ်ကိုကြီးတို့ကျွန်တော်တို့အလင်းဝင်ကျွန်တော်တို့လာဖမ်းပါလို့ကျွန်တော်လှမ်းအော်တယ်အဲ့ဒီမှုကြောင့်သူကနေပြီးတော့ဟိုအတန်ကြာတော့ကျွန်တော်ယူလာရင်းနဲ့အားတယ်သူကနေပြီးတော့ကျွန်တော်တို့ပုံနေနေအောင်တွေ့ပါတွေ့ပါအားနဲ့ကျွန်တော်က လာလာလာရင်မင်းတို့မပြစ်ဘူးရဲ့မင်းတို့တနက်တွေကယူပွားကြီးရဲ့မင်းတို့ဘယ်နှစ်ယောက်လဲရဲ့လူကျွန်တော်နှစ်ယောက်တယ်လို့အာနေရောကျွန်တော်ဝူတာပြလို့အလင်းလာဝင်တာလို့ကိုကြီးပြစ်လို့ကျွန်တော်ပုံနေတာလို့အဲ့လိုပြောတယ်ကျွန်တော်ပြောအားကျွန်တော်လာလာလာမင်းတို့ဘာမှမလုပ်ဘူးရဲ့အာရောက်ခိုင်းလာလာဆိုကျွန်တော်ခေါ်ပါတယ်ဒါပြင် စစ်တင်ဟန်ပြီးတဲ့နောက်မိမိနေထိုင်ခဲ့ရာရဲရွာမှာပဲလုံခြုံရေးတာဝန်ထမ်းဆောင်ရမယ်လို့ရဲရွာဥက္ကဋ္ဌတွေကပြောဆိုခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့ရှီနန်းစစ်မြေနယ်ပြင်ဒီပို့ဆောင်ခံခဲ့ရကြောင်းကိုလက်နက်ချအလင်းဝင်ခဲ့တို့ကလည်းအခုလိုပြောထားပါဗျ။အပြီးလည်းပြီးတော့ကောက်ကငင်ရရှီတန်းကောက်ဖို့လိုက်ရော။တိုင်းမှာဝါလောက်ပဲနေလိုက်ရတလားကြော်တော်လောက်လေးပဲနေလိုက်ရ။ကျွန်တော်တော့အချင်းချင်းပြန်တိုက်တာတော့အားမပေးချင်ဘူးမန်တိုင်းပြောတာဟိုကိုယ့်အချင်းချင်းဒီတနိုင်ငံသားချင်းချင်းပြန်တိုက်တာတော့အားမပေးချင်ဘူး ကြီးနိုင်ငံချင်းစနစ်ကြီးကအာမပေးခြင်း။ဟိုဘောမျက်ပုံမျက်ပုံမျက်ထဲမှာပဲတ냐အိုက်လိုက်ရတယ်ချင်းလေးကြိုက်အဲ့အေဘီအာ9ရက်မြောက်တဲ့နေ့မှာအဖမ်းခံအဲ့စနေနေ့စနေနေ့ရောက်ကျွန်တော်အဖမ်းခံလိုက်ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်